ဇွန်၂၂ရက်မှာအမေရိကန်ကအီရန်ရဲ့နျူကလ িয়ার စစ်ရုံ၃ခုကို ပုံကျဲတိုက်ခိုက်ခဲ့ချိန်မှာ GBU 57ဘန်ကာဖြတ်ဘုံးနေတဲ့ Tomahawk Crystal ကြီးတွေအပါဝင်ပြတ်မှတ်တည်ကြတဲ့နည်းပညာမြင့်လက်နက်တွေကိုအသုံးပြုခဲ့ပါတယ်။ဒီတိုက်ခိုက်မှုတွေပြီးမှာအမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကအီရန်ရဲ့ Fordo, Natanz နဲ့ Isfahan နျူကလ িয়ার စစ်ရုံ၃ခုဟာအလုံးစုံပြတ်တုံးသွားခဲ့တယ်လို့ပြောကြားခဲ့ပါတယ်။အီရန်ကတော့ ဒီနျူကလ িয়ার စည်ယုံတွေကနေအနေရရှိတဲ့ရေဒီယိုတသက်သည့်ကြွားမှုတွေယူဆိုင်တဲ့လက္ခဏာတွေမရှိကြောင်းပြောကြားခဲ့ပါတယ်။အီရန်ရဲ့နျူကလ িয়ার စည်ယုံတွေကိုတိုက်ခိုက်ခဲ့တဲ့အမေရိကန်ရဲ့လက်နက်စနစ်တွေကိုလေးလာမယ်ဆိုတာကအမေရိကန်ရဲ့မဟာဗျူဟာမြောက်ခင်မီလက်နက်တွေထဲမှာ B2 Spirit ဘုံကျဲလေယာဉ်တွေလည်းပါဝင်ခဲ့ပါတယ်။ဒီလေယာဉ်တွေဟာလေကြောင်းကာကွယ်ရေးစနစ်တွေကိုထိုးဖောက်နိုင်ပြီးပြတ်မှတ်တိကျစွာတိုက်ခိုက်နိုင်ပါတယ်။အနီးအောင်ရှောင်ကြီးအတန်လှိုင်း လျှင်စစ်တန်လိုက်လှိုင်းရေဒါရှောင်လွှဲနိုင်တဲ့နည်းပညာတွေပေါင်းစပ်မှုကြောင့် B2 ပုံကျဲလေယာဉ်တွေကိုထောင်လန်းတွေးရှိဖို့နဲ့ခြေရာခံဖို့အလွန်ခက်ခဲတယ်လို့သိရပါတယ်။ B2 ပုံကျဲလေယာဉ်တစ်စီးကိုဒေါ်လာ1.1ဘီလီယံခန့်ရှိပြီးထုတ်လုပ်မှုကုန်ကျစရိတ်အများဆုံးစစ်ဘက်သုံးလေယာဉ်တွေဖြစ်ပါတယ်။နောက်တစ်ခုအနေနဲ့ GBU-57 ဘုံတွေဟာပေါင်3000အလေးချိန်ရှိတဲ့ကြီးမားတဲ့ဘုံတွေဖြစ်ပြီးမြေအောက်အနက်ပေ200ကိုထိုးပေါက်နိုင်စွမ်းရှိကဖောက်ခွဲဖြည့်ဆည်းနိုင်တဲ့အတွက်ဘန်ကာဖြတ်ဘုံတွေလို့လူသိများပါတယ်။ တခြားဒုံးကျည်တွေဘုံတွေနဲ့မတူတဲ့အချက်ဟာ GPU 57ဘုံတွေဟာမပေါက်ကွဲမီကမ္ဘာမြေမျက်နှာပြင်ကိုထိုးခွင်းဝင်ရောက်ပြီးတဲ့နောက်ပြင်မှတ်ကိုရောက်ရှိချိန်မှသာပေါက်ကွဲတာဖြစ်တဲ့အတွက်ထိခိုက်ပျက်စီးမှုနှုန်းပုံမှန်ပြင်းထန်တာဖြစ်ပါတယ်။ GPU 57ဟာအမေရိကန်လက်နက်တိုက်မှာအင်အားအပြင်းဆုံးဘန်ကာဖြတ်ပုံးဖြစ်ပြီးပြီးနှစ်ဆင့်အရှိရှိကအချင်း1.6ပေရှိပါတယ်။ ထပ်ပေါ်နေတဲ့သတင်းတွေအရအမေရိကန်ကအီရန်နျူကလ িয়ার စစ်ရုံတွေကိုတိုက်ခိုက်ချိန်အတွင်းအမေရိကန်ရင်ငုတ်သင်္ဘောတွေဟာတမဟော့စ်ခရုဒုံးကြီးအစင်30ကိုပြစ်ခတ်ခဲ့တယ်လို့ဖော်ပြခဲ့ပါတယ်။တာဝေးပြန်တန်းနိုင်တဲ့ဒီခရုဒုံးကြီးတွေကိုအမေရိကန်စစ်သင်္ဘောတွေနဲ့ရင်ငုတ်သင်္ဘောတွေကနေပြစ်လွှတ်နိုင်ပါတယ်။အီရန်နျူကလ িয়ার စစ်ရုံတွေကိုပုံကျဲတိုက်ခိုက်တဲ့စစ်စင်ရဲ့အတွင်းအမေရိကန်ဟာ F-22 Raptor နဲ့ F-35 Lightning တိုက်တီယူနေကိုအသုံးပြုပြီးလေကြောင်းအထောက်ပံ့ပေးခဲ့တယ်လို့သိရပါတယ်။